အလောက်ကတာရွေးကောက်ပွဲဆိုရင်ကိုစားလွှတ်တော်ထဲမှာပြောပေးဖို့ကျွန်တော်တို့ကတာဝန်ယူမယ်အဲ့တော့ခမားတို့မပြောရဲရင်ကြောက်ရွံ့နေသေးတယ်ဆိုရင်မကြောက်နဲ့ကျုပ်တို့ရှေ့ရခမားတို့ရှေ့ရနေမမရက်နေအနာသိစေအုစုကျင်းပမဲ့ရွေးကောက်ပွဲကတရားမဝင်ဘူးလို့တိုင်းရင်းသားလူမျိုးများကောင်စီ MEC နဲ့ Federal Unit အဖွဲ့တွေကသဘောထားညင်ညာချက်ထုတ်ပြန်ထားပါတယ် ဆီယိုစုရဲ့နိုင်ငံရေးထွက်ပေါက်အတွက်ပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအနေနဲ့လည်းမထောက်ခံကြဖို့စက်တင်ဘာလ22ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့ကြေညာချက်ထဲမှာထည့်သွင်းရေးသားထားတာတွေ့ရပါဗျ။ဒါကြောင့်မို့ကျွန်တော်တို့ကနိုင်ငံတကာအဖွဲ့အစည်းတွေကဒီရွေးကောက်ပွဲကိုတိမှမပြုဘူး။နောက်မှရက်လာတဲ့ရက်လာပေါ်မှာတော့ကျွန်တော်တို့ကစစ်တမ်းမပေးဘူးပေါ့ဗျာ။တရားဝင်မပေးဘူး။အဲကျွန်တော်တို့ကအခုကတောင်းဆိုနေတာဖြစ်သွားပေါ့နော်။ကျွန်တော်တို့ကြံကြံမှာမကပါနဲ့။ ဆိုလိုတာကတော့သူကသူရေကောက်ဝဲဖြစ်သွားတော့သူရှိပြီးသားနိုင်ငံတကာကသူဆက်ပြီးတော့ပေါင်းစပ်ဆက်ဆိုင်လုပ်မှာပေါ့ဒါနဲ့ကျွန်တော်တို့အာဒီမျိုးကိုရှိကိုလေးစားတယ်ဆွဲတယ်ကိုလေးစားတဲ့နိုင်ငံတွေအနေနဲ့ကတော့ဒါကတော့သူ့ကိုအသိမှမကြည့်သင့်ဘူးသူသူ့ကိုအဆွေရတဲ့အနေနဲ့အသိမှမကြည့်သင့်ဘူးပေါ့ဗျာတရားဝင်မကြည့်သင့်ဘူးပေါ့ဒါတော့ကျွန်တော်တို့ဆက်ပြီးမှလုပ်ရမှာပေါ့အဲ့ဒီသဘောတရားတော့ရှိပါတယ်လေ စီအုပ်စုဟာကိုရိုင်းစိတ်ကြရေးဆွဲပြဋ္ဌာန်းခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တွေကိုချိုးဖောက်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအာဏာသိမ်းလိုက်တာကြောင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာပြက်စီးသွားပြီဖြစ်တယ်လို့ MEC နဲ့ Federal Unit အဖွဲ့တွေကထောက်ပြထားပါတယ်။ဒါကြောင့်အာဏာသိမ်းစီအုပ်စုကိုရိုင်းတရားဝင်တယ်လို့စစ်ကော်မရှင်အနေနဲ့ရွေးကောက်ပွဲကျင်းပဖို့အခွင့်အာဏာမရှိဘဲကျင်းပဖြစ်ခဲ့မယ်ဆိုရင်လည်းတရားဝင်ရွေးကောက်ပွဲသာဖြစ်လိမ့်မယ်လို့ထောက်ပြထားပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာစစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့သာဖြစ်ပြီးတော့ရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုလည်းပြောင်ပြောင်တင်းတင်းဆန့်ကျင်နေတာဖြစ်တဲ့အပြင်တိုင်းသာပြည်သူလူထုတရဲ့လုံးရဲ့ဆန္ဒနဲ့လည်းဆန့်ကျင်နေတာဖြစ်တယ်လို့ MEC ကဆိုပါတယ်သူ့ရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ဟိုမပူပေါင်းမပါဝင်နဲ့ဟိုမပူပေါင်းမပါဝင်ဖို့ရအတွက်ဒီရွေးကောက်ပွဲကဟိုအထောက်အပံ့မဟုတ်ဘူးထောင်ချောက်ဆိုတဲ့ကမ်ပိန်းလေးပေါ့နော် အဲထိုနေ၎င်းဒီဟိုဒီလင်းကဒီဟိုတပိတ်ခင်အားစုတွေနဲ့ပူပေါင်းဟိုဟောလောက်ဆောင်မှုတွေရှိကုန်ပြီနိုင်ငံကဝင်ဝိုင်းနဲ့ပေါက်ဆက်ပြီးတော့လောက်ဆောင်နေတဲ့အရာတွေရှိနိုင်ငံကဝင်ဝိုင်းတို့ပြောတဲ့အခါမှာဒီနိုင်ငံကဒီစတန်ဒမန်တွေကိုအထောက်အကူစီလောက်တာတွေရှိကုန်လို့ပါဆိုတော့ဟိုဟောကီပါတွေမှာရောက်နေတဲ့ဒိုင်စပိုးဆာ community တွေနဲ့ community နဲ့လည်းပေါက်ဆက်ပြီးလောက်ဆောင်ကြတာမျိုးရှိပါတယ် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ထားတဲ့ MEC အနေနဲ့ပြည်내အားကောင်းရေးကနေပြည်တော်စုအားကောင်းပြီး Federal Democracy ပြည်တော်စုတည်ဆောက်ရေး Federal Democratic အစိုးရတည်းရဲ့ပေါ်ပေါက်ရေးအတွက်အခြေခံဥပဒေရေးဆွဲလုပ်ငန်းတွေကိုစောင့်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ကြတဲ့အဖွဲ့ဝင်အဖွဲ့အစည်းစုစုပေါင်း12ဖွဲ့ပါဝင်ပြီးအဲ့ဒီထဲမှာ KNU အမျိုးသားတိုးတက်ရေးပါတီ KNPB ၊ KNU မျိုးသားစည်းရုံး KNU ၊ချင်းမျိုးသားတက်ဦး CNF ၊မွန်ပြည်သက်ပါတီ MNSPAD တန်းပြည်ကောင်စီ DNC ပိုးမျိုးသားဖက်ဒရယ်ကောင်စီ BNFC မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ MSFC KNB အတိုင်းအမြန်ကောင်စီ KSCC အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WNB လာအိုဒီမိုကရက်တစ်အစည်းအရုံး NDU စကိုင်းဖက်ဒရယ်ယူနစ်အင်အားစုများနဲ့မလေးနိုင်ငံရေးစင်းကြံဖြစ်မြောက်ရေးအဖွဲ့ OFMPP တို့ပါဝင်တယ်လို့သိရပါဗျာ။